တော်လန်ပြည်သူတွေအားလုံးမင်္ဂလာပါရှင်။ရှေ့ရက်ကျင့်ဝတ်များအစီအစဉ်အားနေကြိုဆိုလိုက်ပါရစေ။ကျမနာမည်ကတော့နှင်းပါ။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့နေဦးတော်လန်ရေးစတင်တဲ့အချိန်ကနေစပြီးတော့အမျိုးသမီးတွေကတော်လန်ရဲ့နေရာတိုင်းမှာပါဝင်လာခဲ့ကြပါဗျ။ Debate တွေ၊ CDM လှုပ်ရှားမှုတွေ၊ Keyboard Fighter တွေနောက်ဆုံးလက်နက်ကင်တော်လန်ရေးရောက်တဲ့အချိန်ထိတို့တော့မှအမျိုးသမီးတွေကအင်အားပြည့်နေပါဝင်ခဲ့ကြပါဗျ။ ဒါပေမဲ့သူတို့ရဲ့ပုံဝင်မှုတွေကတကယ်ပဲအတိအပယ်ရှိတဲ့ပုံဝင်မှုတွေဖြစ်ရလားသူတို့ရဲ့အားအင်တွေအတန်တွေကတကယ်ပဲအလေးပေးခံရရဲ့လားဒီအကြောင်းတွေကိုကျမတို့ဒီအစီအစဉ်လေးမှာဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ဖိတ်ခေါ်ထားတဲ့မျိုးသမီးရဲဘော်တယောက်နဲ့မိတ်ဆက်ပေးခြင်းပါတယ်ညီမက2023ညီမအသက်18နှစ်ကျော်ကျော်လောက်ကတော်ခုခဲ့တဲ့ရဲဘော်ပေါ့နော်အခုလက်ရှိတဲ့ဆက်ပြီးတော့တွန်လိုင်းရဲဘော်အနေနဲ့နေရုံပါပဲညီမကိုတော့ရီဘယ်လို့ခေါ်လို့ရပါတယ် ကလေးဆိုပြီးတော့ဖြစ်ကြတော့ကအဲ့ဒီဆန္ဒရင်ပြကြတယ်ပေါ့နော်အဲ့ဒီဆန္ဒပြကြတဲ့အချိန်မှာ ယောက်ျားလေးတွေအပြင်မိန်းကလေးတွေလည်းအများကြီးပါတယ်ပေါ့မဲ့အမျိုးသမီးကြီးကြီးငယ်ငယ်အကုန်လုံးပါကြတယ်ပြီးတော့ဟိုလက်နက်ကင်တွေဆိုပြီးဖြစ်လာတဲ့အခါကျတော့လည်းအမျိုးသမီးတွေကိုအများကြီးတွေ့ရတယ်ပေါ့နော်တော်တော်ကြီးအရင်အထက်ကိုအရင်ကရှိရှိဟိုအဲ့ဒီအကြောင်းသားတုံလည်းရေလို့ဘာလို့မှအထက်ကိုပို့ပြီးတော့အမျိုးသမီးအဲအထူကိုပို့ပြီးတွေ့ရတယ်အဲအဲ့ဒါကြောင့်မလို့အားကြရလဲပါတယ်ပေါ့ပြီးတော့ဒီလိုမျိုးတနင်္ဂနွေလုံးနီးနီးဟိုရဲရဲတောက်တိုက်နေတဲ့လူတွေကြားထဲမှာကိုကအိမ်မှာဒီတိုင်းထိုင်နေတယ်လို့လည်းခံစားရတာမို့လို့ အဲ့လိုမျိုးတောခုဖို့အဆုံးဖြတ်လိုက်တာပေါ့နော်ဒီတော်လိုင်းကြီးထဲမှာဒီတက်ပို့ပြီးတော့လုံနိုင်မယ်လို့ကိုကိုထင်လို့ပေါ့အဲ့ဒါကြောင့်တောခုပြတာပါကျမပထမဆုံးသိချင်တာကအခုလက်ရှိနေဦးတော်လိုင်းကြီးမှာအမျိုးသမီးတွေကဘယ်လိုနေရာမျိုးတွေရာနေပါဝင်နေကြလဲစစ်ရေးမှာရောဘယ်လောက်တိုင်းတာထိပါဝင်နေကြလဲအမျိုးသမီးတွေကတော်လိုင်းကြီးထဲမှာဆိုရင်ပုံစံမျိုးစုံနဲ့တွေ့နေတယ်ပေါ့နော်သူတို့တွေကအဓိကအားပြည့်တီးရှိတဲ့စစ်မီပြင်ရဲ့တိုက်ခိုက်ရေးနေရာတွေမှာတခြားထောက်ပံ့နေဆိုတော့အဲ့ဒီ ဘက်တွေမှာပို့ပြီးတော့တွေ့ရတယ်ပေါ့သူကသူတို့ကမြို့သမီးတွေဆိုတာကဒီတော်လိုင်းရဲကိုအနောက်ကနေအင်းလိုက်အားလိုက်ကြားကန်ပန့်ဖို့နဲ့ထောက်တိုင် ပုံစံပို့ပြီးတော့ရှိရပေါ့နော်ဒါပေမဲ့ရှိကန်ဒီတက်ခွင့်တိုက်ခွင့်ရှိတဲ့မိန်းမသားတွေလည်းရှိတယ်လို့ပြီးတော့ဒီနောက်တန်းကနေထောက်ပံ့နေတဲ့တရင်ရဲ့အုံမြင့်ဖြစ်တဲ့ယုံသမားတွေပြီးတော့စေပညာရှင်တွေပြီးတော့နိပညာအပြုတက်ခိုင်းရတဲ့အဖွဲ့ကနိပညာသမားတွေပြီးတော့ဒီတရင်တွေရက်ခါမပြတ်ဖို့လူအချက်တွေအကုန်လုံးဖြည့်ဆည်းပေးနေတဲ့ထောက်ပို့တွေ ပုံနဲ့နုံနုံနဲ့ဒီအမျိုးသမီးတွေကိုတွေ့နေတာပေါ့တွန်လိုင်းရဲ့ထောက်တိုင်းနေရာတိုင်းမှာဒီအမျိုးသမီးတွေကအမျိုးသားရင်နဲ့ဒန်းတူပဲလုံနိုင်ကြနိုင်တယ်လို့သူတို့အစွမ်းကုန်ကြိုးစားပြီးတော့ဒီတွန်လိုင်းကြီးကိုပါဝင်နေကြတယ်လို့မြင်ရတယ်အော်မိန်းလေးအနေနဲ့ဒီရှင်းရသွားဖို့တိတ်ရှိတယ်မှာတိတ်ပြီးတော့မမြင်ရလို့တာကမိမမိုးလို့ပုံစံပြောလို့ခြူကြလို့ဆိုပြီးတော့ အဲ့ဖြစ်တည်မှုတွေကိုခေါင်းစဉ်တက်ထားတဲ့တာမင်ချက်တွေကိုအများကြီးတွေ့ရတယ်ပေါ့နော်ဟိုဒါတွေကအားလုံးတော့မဟုတ်ဘူးမယ်အများစုကတော့ဒီလိုတာမင်ချက်တွေချပေါ့ဒီလိုခန္ဓာကိုယ်တိဆောက်ပုံတွေပြီးတော့ကျန်းမာရေးအကြောင်းပြုပြီးတော့ရှင်းလိုက်ရန်နဲ့မလိုက်ရတဲ့ရေမေးတွေလည်းရှိမယ်လို့တော့ထင်ပါတယ်ညီမလိုမျိုးပဲဒါပေမဲ့အဲ့ရေမေးတွေရဲ့အစိတ်ထဲမှာဒီလိုမျိုးဒီတော်လိုင်းရေးထဲမှာအဆက်ပြီးတော့အဆင်ပြေနေဖို့ဆိုရင်ရှေ့တန်းစစ်မြေပြင်ကရေမေးတယောက်ရဲ့တနက်ကင်တဲ့လက်တွေနဲ့ဒီတိုက်ပွဲအတွက်ကြည်တွေခွဲဝေပေးတဲ့နောက်တန်ကလက်တွေကတူတူပဲဆိုတာကိုသူတို့စိတ်ထဲမှာရှိဖို့လို့လုပ်တယ်အဲ့ဒါကြောင့်မို့လို့ အဲ့ဒါမှပဲသူတို့ကအင်းဘယ်လိုပြောအောင်လဲကွဲပြားတယ်လို့သူတို့ကိုသူတို့မမြင်ပါဘောနော်သူတို့သူတို့ကိုသူတို့ဒီတွန်လိုင်းထဲမှာအတုံးကျနေတယ်လို့မြင်ဖို့ကအရေးကြီးတယ်လေပြီးတော့ဒီအပေါ်မှာလည်းရှိတယ်နောက်တန်းဆိုပြီးတော့ရဲဘော်ချင်းချင်းနှိမ့်တာအခွဲခြားတာမျိုးမရှိဖို့ပြပြဝါမျက်နှာတတွေးပေးနိုင်ဖို့ဒီလိုတွေးတတ်အောင်ရဲဘော်တွေကိုတင်ပေးဖို့လည်းတကယ်လိုတယ်ဒါပေမဲ့အော်အမျိုးသမီးအနေနဲ့ရှိတယ်မှာတတိယရောက်တိုက်ခိုက်ခြင်းတယ်ဒီလိုတွေလုပ်ခြင်းတယ်ဆိုရင်တော့အော် မြေပြင်တက်ခိုက်ရေးအဖွဲ့တွေထက်ကိုလေရင်ငယ်နဲ့ဒရုန်းလိုမျိုးဒီမြင်တာတုံးတဲ့အဖွဲ့တွေပြီးတော့စေကူတာတဲ့အဖွဲ့တွေမှာဟိုအင်းနိုင်အနိုင်ဝင်လို့ရတယ်ပေါ့နော်။ဘာလို့ဆိုတော့အခုလောဆယ်ဆိုရင်လေရင်နဲ့အဲ့ဒရုန်းအဖွဲ့ကအမျိုးသမီးပိုင်လို့တွေဆိုရင်သူတို့တွေကိုရှိတယ်မှာရှိတဲ့တိုင်းမှာတွေ့နိုင်တယ်။သူတို့တွေရဲ့လက်ဆတွေကလည်းဒီအမျိုးသားရဲဘော်တွေအောက်ကိုမျောတဲ့လက်ဆတွေနဲ့ပေါ့နော်။ပြီးတော့ညီမကိုတိုင်ကဘယ်မှာအလွတ်လွတ်ခဲ့တာလဲဆိုတော့ဒရုန်းတပ်ဖွဲ့မှာပေါ့နော်။ဒရုန်းတပ်ဖွဲ့မှာနောက်တန်းထိုင်နောက်တန်းထိုင်တဲ့အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပူပါတယ်။ ရဲဘော် rebel ကတော့သူကိုယ်တိုင်ပါဝင်ခဲ့တဲ့လက်နက်ကင်တော်လည်းကြီးမှာအမျိုးသမီးတွေကဘယ်လိုပုံစံနဲ့ပါဝင်နေကြရဲဆိုတာကိုဇောင်းတင်ပြီးတော့ပြပြပေးသွားပါတယ်။ဒီအကြောင်းအရာကိုပဲဆွေးနွေးဖို့နောက်ထပ်အမျိုးသမီးတယောက်ကိုလည်းကျမတို့ဖိတ်ခေါ်ထားပါသေးတယ်။သူကတော့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝင်ကြီးဌာနတမှုမျိုးနဲ့တာဝန်ခံဖြစ်တဲ့မတ်ချစ်မြန်နူဖြစ်ပါရဲ့ရှင်။ မချစ်မြတ်နိုးလို့အမျိုးသမီးအရေးလှူရှားနေတဲ့သူတယောက်အနေနဲ့ရောနေဦးတော်လိုင်းကြီးမှာအမျိုးသမီးတွေပါဝင်နေမှုပေါ့နော်အထူးသဖြင့်စည်ရေးပါဝင်မှုမှာဘယ်လိုမျိုးများမြင်မိလဲကျမတို့အရန်တော်တဲ့အမျိုးသမီးတွေရှိတယ်ဒါပေမဲ့အဲ့အမျိုးသမီးတွေကနေရာမရအောင်ဆိုအဲ့ဆိုအခုလက်ရှိနေရာရနေအမျိုးသမီးတွေကတော့မတော်လို့လားလို့မေးလာလိမ့်မယ်နော်ဒါပေမဲ့အဲ့လိုလည်းမဟုတ်ဘူးအခုလက်ရှိနေရာရနေအမျိုးသမီးတွေမှာတောင်မှအဲ့အမျိုးသမီးတွေဒီ ျမတေချာပေါ့ပြောရတာအမျိုးသားတွေထက်အ ਨੇ ဆုံး၃ဆလောက်ကတော့ပို့ပြီးစူးစမ်းရမယ်။တို့ရဲ့စကလုံးတွေကိုအလှစ်လို့မရှူဘူး။တို့ရဲ့စကလုံးတွေကိုဒါလိမ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစော်ကားခံရတဲ့စကလုံးတွေမပါဘူးတော့ကိုကျမတို့အများကြီးစူးစမ်းကြရတယ်။ကျမတို့ဒီအုပ်ချုပ်ရေးအဖွဲ့တွေမှာအစပေါ့နော်။ကျမဆိုမြေမြအုပ်ချုပ်ရေးအဖွဲ့တွေမှာပါတယ်ပေါ့နော်။ဆိုတော့ဘာကိုကိုစားပြုရလဲကျမအမျိုးသမီးကိုပဲကိုစားပြုရတာ။ဆိုတော့ကျမတို့ဆုံးဖြတ်ချက်တွေချကြတဲ့အရေးကြီးတဲ့အပိုင်းတွေဆုံးဖြတ်ချက်ချတဲ့အချိန်မှာကျမတို့ရဲ့ဆုံးဖြတ်မှုတွေကျမတို့ရဲ့တိုက်တွန်းမှုတွေတစ် ပါစင်တောင်မှအရေးပါတယ်လို့ကျွန်တော်တို့မခံစားရအောင်ပေါ့နော် အများစုဆုံးဖြစ်တာဒီစီရီကိုကဏ္ဍကင်တော်တဲ့သူတော်၎င်းမှမဟုတ်ဒီအုတ်ချုပ်ရေးခေါင်းဆောင်တော်၎င်းပေါ့နော်ဒီတော်လိုင်းကြီးမှဆိုရင်အမျိုးသားအများစုဥဆောင်တဲ့စီရီကိစ္စတွေမှာမျိုးသားအများစုတွားရတယ်ပေါ့ဆိုတော့ဒါတွေက တော်လိုင်းကြီးကိုကိုစားပြုတယ် ဒေါ်လာရုပ်ကိုစားပြီးဇလနဲ့ကင်ဒေါ်လာရင်ကြည့်တဲ့အတွက်ကြောင့်မလနဲ့ကင်ဒါဒေါ်လာရုပ်ကိုစားပြုတ်ရလို့တစ်အချက်ကျွန်တော်မှတ်ထားကြတယ်ပေါ့နော်ကျွန်တော်တို့ဒီပြည်သူကစလို့ဒီရဲဘော်တွေအဆုံးပေါ့နော်အားလုံးရဲ့နံပါတ်1ဒေါ်လာရင်နဲ့ဇလနဲ့ကင်ချဲ့တဲ့အတွက်ကြောင့်မလနဲ့ကင်နဲ့သူကတော့ဒေါ်လာရင်သမားပေါ့ဆိုတော့အဲ့ဒါဆိုတခြားနောက်ွယ်ကနေပတ်ဘူးနေတဲ့လူတွေရောဒေါ်လာရင်သမားမဟုတ်တော့ဘူးလားဒါကျွန်မအရန်မေးချင်တဲ့မိကုန်တစ်ခုပေါ့နော်တိုင်ရင်တစ်ဖွဲ့မှာအနည်းဆုံးအမျိုးသမီးအင်အား၄-၅၀ဦးကတော့ရှိတယ်ပေါ့နော်ဆိုတော့အဲ့အမျိုးသမီးတွေကိုဘယ်နေရာမှာအသုံး ချမလဲအဲ့အမျိုးသမီးတွေရဲ့အင်အားကိုကျွန်တော်ဘယ်နေရာမှာသွားထားမလဲပေါ့ဆိုတော့ဒီလိုနေရာတွေမှာပြောကြမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေရဲ့ပါဝင်မှုကအလုံးချုပ်မယ်ဆိုလို့ရှိရင်ကျွန်မတို့အဘိဘယ်ရှိတဲ့ခဏတခုမှာအမျိုးသမီးတွေပါဝင်နေရလို့လုံးဝမထင်ဘူးပေါ့နော်အမျိုးသမီးတစ်ယောက်ရဲ့အားထုတ်မှုဒီအမျိုးသားတစ်ယောက်ရဲ့အားထုတ်မှုနဲ့တရက်ကို၄နိုင်ကြာတိုက်ပွဲတစ်ပွဲမှာရှိနေခဲ့တယ်ဆိုရင်ဒီအမျိုးသမီးကိုကျွန်မတို့လက်ခံရမှာပဲဒီအမျိုးသမီးတော်လိုင်းလုံနေဆိုတော့ကျွန်မတို့လက်ခံရမှာဖြစ်ပြီးဒီအမျိုးသမီးဒီတော်လိုင်းမှာသူပါဝင်လို့ရတယ်တော်လိုင်းမှာသူနေရာတစ်ခုရတဲ့နေတော်လိုင်းမှာသူတစ်ခုခုပြောတဲ့နေဒါမှတော်လိုင်း မဟုတ်တဲ့တခြားသောပတ်ဝန်းကျင်နေထိုင်ရနယ်ပယ်တစ်ခုခုမှာသူဒီသူ့ရဲ့ဆုံးဖြတ်ချက်တွေအရေးပါပါတယ်ဆိုတော့ညီမတို့ဖြစ်တဲ့နေပေါ့နော်ဘာလို့လဲဆိုတော့အမျိုးသမီးတွေရဲ့ထက်ထိုးညံအမျိုးသမီးတွေရဲ့စိတ်ဆက်သေးချာမှုအမျိုးသမီးတွေရဲ့ထိမ့်သိမ့်နိုင်စွမ်းပေါ့နော်စတဲ့အရာတွေကကျမတို့အတွက်တကယ်အရေးပါတဲ့ဌာနတွေကိုကိုစားပြုတယ်လို့ကျမတို့ထင်နေပေါ့နော် မချင်းမြတ်လို့ပြောထားတဲ့အထဲမှာဆိုရင်အမျိုးသမီးတွေကအတိတ်ပဲရှိတဲ့ခန္ဓာတစ်ခုမှာပါဝင်နေတယ်လို့မထင်မိဘူးဆိုတဲ့စကားလေးကိုကျွန်မကြားမိတယ်ပေါ့နော်။အဲ့ညမှာကျမတို့အများစုလည်းမြင်တူမယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်လက်တွေ့မှာလည်းအမျိုးသမီးတွေကခေါင်းဆောင်မှုနေရာအထိမရောက်ရှိနေသေးတာကိုကျမတို့မြင်ရတယ်ပေါ့နော်။ဒီလိုဆိုရင်အမျိုးသမီးတွေရဲ့ပါဝင်မှုကိုဟန်တားနေတဲ့ဟန်တားတွေတားဆီးနေတဲ့အတားဆီးတွေရောဘာတွေများဖြစ်လာမလဲ။ ဆိုတော့အတားဆီးတွေကဘာတွေဖြစ်မလဲလို့ကျွန်တော်ပြန်တွေးကြည့်တဲ့အချိန်မှာအတားဆီးတွေကထွက်မလာတဲ့အမျိုးသမီးတွေကိုယ်တိုင်ကိုယ်ကကိုကလည်းအတားဆီးဖြစ်နေတယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာအတားဆီးဖြစ်နေရဲ့အဲ့လိုပဲ community ပေါ့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဒီ community တစ်ခုလုံးကလည်းအတားဆီးပဲဘာလို့အဲ့လိုမျိုးပြောတယ်လဲဆိုလို့ရှင်အမျိုးသမီးတွေတဲ့အချက်နောက်မှနေကြတယ်ဘာလို့နောက်မှနေကြလဲ ဘာဖြစ်လို့နောက်မှနေချရလဲကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုအမျိုးသားတွေကပဲပံ့ပိုးပေးမယ်အမျိုးသားတွေကပဲပြင်ဆင်ပေးမယ်လို့ကျွန်တော်တို့ထင်ကြတာဒါကြောင့်လားပေါ့နော်ဒါမှမဟုတ်လို့ရှင်ကျွန်တော်တို့ကိုယ်တိုင်ရှေ့ကိုထွက်လာတဲ့အချိန်နေမှာရောကျွန်တော်တို့ကိုကိုစားပြုတ်ပေးမယ်နေရာတစ်ခုဒါမှမဟုတ်ကျွန်တော်တို့အတွက်ပြင်ဆင်ပေးထားတဲ့နေရာတစ်ခုမရှိလို့လား ဒါကတော့အကုန်လုံးလဲတိတယ်အကုန်လုံးလဲခံစားရမယ်အပိုင်းကိုထင်နေပေါ့နော်ကျမတို့မျိုးသမီးတွေကအုတ်ချွေခေါင်းဆောင်လို့ခေါင်းဆောင်နေရမျိုးမှာကျမတို့မရအောင်ဒါကိုပြောလို့ရှင်ရရှင်လို့လာလို့မေးလာရရှိမယ်နေရလို့လူကျင်လို့လာလို့မေးလာရရှိမယ်ဒါပေမဲ့အမျိုးသမီးတို့နေရပေးလိုက်လို့ရှင်ဂောဘာဖြစ်လာမှာမဟုတ်လို့လဲလို့ကျမပြန်မေးချင်တယ်ပေါ့နော်ဒါကတော့ အသားအစီးလို့ကျွန်မထင်နေရအပိုင်းနေရတစ်ကတော့အမျိုးသမီးတွေဖြစ်ပြီးနှစ်နှစ်ကတော့ဒီနေရာတွေမှာဦးစီးဦးဆောင်လှုပ်ဆောင်နေတဲ့အမျိုးသားတွေလိုပဲမြင်နေပေါ့နော်အမျိုးသမီးတွေအတွက်နေရာဆိုတာအဲ့အမျိုးသမီးကိုယ်တိုက်ယူထားတဲ့နေရာပဲရတယ်ပေါ့အမျိုးသမီးလည်းလည်းကံတိုက်မှလားအဲ့လိုမျိုးမဟုတ်ဘူးနော်ကျွန်မပြောချင်တာကိုယ့်ရဲ့စိတ်ကိုတိုက်ယူထုတ်ဖို့ပြောတာကျွန်မတို့စိတ်တွေကအသားအစီးဖြစ်နေတာကျွန်မတို့လက်ဖက်ရည်ဝိုင်းနေပြင်ကြတယ်အိမ်ယူခန်းမှာစကားတွေထိုင်ပြောကြတယ်ကျွန်မတို့အများဆိုရက်မိရက်ဖလို့ပြောကြတယ်ရက်ရွာတွေကလူကြီးကောင်းဆောင်နေပေါ့ကြည့်ကြည့်ပါ အဝင်းချင်းမှာသတိထားပြီးကြည့်ပါဘယ်ရမီရဖမှာမှာရမီဆိုတာမရှိဘူးအသက်60နဲ့အထက်ပျော်တတ်ဆိုရတဲ့အမျိုးသမီးတယောက်ဆိုရင်တော့ဒါဒီရမီဖြစ်ကောင်းဖြစ်နေမယ်ဖြစ်တဲ့နေပေါ့နော်ဒါပေမဲ့လည်းအဲ့အမျိုးသမီးရမီမဖြစ်ခဲ့ဘူးဒါလို့လဲရမီရဖလို့ပြောလို့ရှင်ကျမတို့အားလုံးမြင်တာယောက်ျားလေးပဲမြင်တယ်ဘာကြောင့်လဲ ဘာကြောင့်လဲပေါ့နော်ဒါကျမအခုပြောနေအကြောင်းအရာတွေကအမျိုးသမီးကိုအစွဲပြုတ်ပြီးတော့မှအမျိုးသမီးတွေကိုပဲထိတ်ကိုရောက်ဖို့ပြောတာမဟုတ်ပါနဲ့ဒီနေရာမှာဒီလိုလိုအချက်တွေရှိနေပြတော့ကြောင့်အတွက်ကြောင့်မို့လို့ဒီလိုလိုအချက်ကိုအမျိုးသမီးတွေကပဲဖြည့်ဆည်းပေးနိုင်မှာဆိုတာကိုကျမပြောချင်တာပေါ့နော်အဲ့ဒါကြောင့်ဒီအတားအဆီးတွေကတစ်အချက်အမျိုးသမီးတွေကိုယ်တိုင်ပဲလို့ကျမတို့ပြောချင်တယ် မချစ်မြတ်လို့ပြောသွားသလိုပဲတခါလေကြာရင်ကျမတို့အမျိုးသမီးတွေကိုယ်တိုင်ရလဲကိုကိုကိုကန့်သက်ထားမိနေတာမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်အထူးသဖြင့်ကျမတို့တွေကဖိုးဝါရကြီးစုတဲ့ကဘာကြီးမှာနေလာခဲ့ရတာဆိုတော့ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာပေါ့နော်ကိုကိုတိုင်တော့မှမသိလိုက်မိပဲနဲ့ဖိုးဝါရလွန်မှုမှုခံနေရတာမျိုးတွေလည်းရှိတတ်တယ်ဥပမာဆိုရင်ငါတို့ကအမျိုးသမီးတွေငါတို့ကအားနွယ်တယ်ငါတို့ကပြော့ညံ့တယ်ဒီလိုမျိုးတွေကိုကိုကိုကန့်သက်မိတာမျိုးပေါ့နော် ဒါပေမဲ့တစ်ဖက်မှာလည်းပဲအမျိုးသမီးတွေကိုတကယ်ဖိနှိပ်ထားတဲ့စနစ်တွေရဲ့အဲ့စနစ်ကြောင့်ဖြစ်လာတဲ့အမျိုးသမီးတွေကိုစိတ်ထဲမှာမလုံခြုံစေတဲ့အရာတွေရောဘာတွေများဖြစ်မလဲအဓိကအပြင်မလုံခြုံမှုလို့ခေါင်းစဉ်တက်လိုက်ရင်ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုလားစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုလားဆိုပြီးတော့နှစ်မျိုးလာတယ်ပေါ့နော်ဒါပေမဲ့ဒီနှစ်ခုကအမြဲတမ်းဆက်ဆက်နေတဲ့ ပြဿနာပေါ့ဒီအာနာရှင်ကိုတော့မကြောက်လို့ဒီလမ်းကိုရွေးခဲ့တဲ့အမျိုးသမီးတွေအတွက်ကတော့တာမန်ဒီပြဿနာလေးတွေအခက်ခဲတွေလောက်ကသူတို့အစာမဖွဲ့ကြအောင်ဒါပေမဲ့အဲ့လိုမျိုးမိမမိုးဆိုပြီးတော့ဖြစ်တည်မှုအခြေပြုပြီးတော့ဖိနှိပ်ခြင်းတာဒါမဟုတ်ခွဲခြားခြင်းတာမျိုးတွေကြုံလာတဲ့အခါမှာတော့ဒါစိတ်မလုံခြုံမှုကဟိုအနေနဲ့အများရှိလာနိုင်ပါတယ်ပြီးတော့ဒီလိုတွေမဖြစ်အောင် ဆိုပြီးတက်ရဲလို့တီထောင်ထဲကစီးပေါင်စီးတွေပေါင်တွေတတ်မှတ်ပြီးတော့ထိမ့်သိမ်းမိသားဆိုပေမဲ့တက်ရင်ဥစည်းတဲ့အုတ်ချုပ်တဲ့အကြီးကဲပိုင်းတွေက သူတို့စီးကြောပေါင်ကြောပြီးတော့အထိကပါရိကပါစားနောက်တာမျိုးတွေကဒါကစိတ်မလုံခြုံမှုအကြီးကျယ်တော်တော်ကြီးကိုဖြစ်စေနိုင်တယ်ပေါ့အဲ့ဒါကို sexual harassment လို့ခေါ်မိတင်တယ်ကိုထိလိုက်ရောက်လို့ဘာသာပြန်လို့ရမလားဒါမဟုတ်နှုတ်အားဖြင့်ပဲဘာသာပြန်ရမလား ဒါပေမဲ့ညီမတော့နှစ်ခုလုံးပေါင်းမပြောနိုင်ဘူးပေါ့နော်ညီမအဲ့လိုမျိုးကြုံမှုတွေပေါ့စကားအရာရောအဲ့ဒီကုထိလက်ရောက်ရောဟိုကြုံမှုတာကလည်းအဲ့လိုမျိုးတောခုခုချင်းအချိန်မှာအဲ့လိုမျိုးညီမကိုတောင်းဝန်ယူပြီးခေါ်လာတဲ့အဲ့ဒီတက်တရေအရေးပေါ့တယောက်ကညီမပေါ့လောက်တာပေါ့နော်ပြီးတော့ဒီကိစ္စတွေလည်းကြားလည်းကြားမှုတွေပေါ့ဒါပေမဲ့အဲ့လိုမျိုးအမျိုးသားတယောက်ကဒီအမျိုးသမီးဖြစ်ဖြစ်မိန်းမိန်းမငယ်တွေဖြစ်ဖြစ်မိန်းမကြီးတွေဖြစ်ဖြစ်ဒီလိုမျိုးပြောတာဆိုတာကို မြန်မာပြည်မှာကျတော့ဖြစ်နေကြတော့သဘောထားရတာတော့မသိဘူးဒီလိုပြောတာနင်းနေတော့အောက်တက်တက်နိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့မြန်မာဖြစ်ခဲ့တဲ့ဒီ sexual harassment အကြောင်းကိုနေ NUG အမျိုးသားညီညွတ်ရေးအစိုးရပေါ့နော်အမျိုးသားညီညွတ်ရေးအစိုးရရဲ့အမျိုးသမီးနဲ့ကလေးသူငယ်ကောင်ရင်းဝန်ကြီးဌာနမှာညီမတိုင်တာပို့ခဲ့တယ်ဒါပေမဲ့လုံးဝအရှင်မရှိဘူးတနှစ်ပြည့်ပြီလုံးဝအရှင်မရှိဘူးအရှင်မရှိတဲ့အပြင်ပြီးတော့တခြားရဲမိတွေကိစ္စကိုသူတို့ဘလို့ကင်တယ်လို့မသိရပါဘူးမြဲ့ ဟောညီမကိစ္စမှာတော့တို့ energy အောက်မဟုတ်တဲ့အဖွဲမို့လို့ပဲတို့မကင်ကြရလားဆိုပြီးတော့တွေးကြတာရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကိစ္စကဒီ energy ဇီမတိုင်ခင်မှာညီမအဖွဲကဒီစကံမှုလို့ဆိုစကံမှုလို့ဆိုတဲ့လူအရင်တိုင်ခဲ့တယ်ပေါ့နော်စကံမှုဆိုတဲ့လူကသူကကိုစားတောင်းမှပါတယ်အရင်အားနာပါတယ်လို့ပြောပြီးတော့ဘယ်လိုအရေးယူမလဲဆိုတာကိုညီမကပြန်ပြီးတော့ဟိုအတိပေးခဲ့ရလည်းမရှိဘူးအရေးယူခဲ့သလားမယူခဲ့သလားဆိုတာလည်းမသိရဘူးပြီးတော့အဲ့ဒီကိစ္စမှာသူတို့စီကအဲ့ဒီ ကိုသားတောင်းမှမှာလေဆိုတော့တခုနဲ့ပြီးသွားတဲ့အပြင်အဲ့ဒီညီမတို့တစ်စခန်းနဲ့ချင်းချင်းရင်ချင်းဟိုဗစ်တင်ဘလိမ်းပြန်လောက်တာဟိုကြုံခဲ့ရတယ်ပေါ့နော်ဒီဟာတွေကိုခြုံမြှောက်ကြည့်လိုက်မယ်ဆိုရင်ဒါကတန်လာရတွေကိုရောက်လာတဲ့တော်လိုင်းတွေကိုရောက်လာတဲ့လူငယ်တွေကအပြင်ကလူငယ်တွေထပ်ပို့ပြီးတော့တွေးခေါ်တက်လို့ရောက်လာတာမှန်ပေမဲ့သူတို့တွေလည်းဒီလိုဒီဘက်တွေဒီဘက်ညီမဆိုင်အကျူကိတ်တက်လောက်ပြီးတော့အများကြီးလုံနေရတယ်ပေါ့နော်ဟိုညီမလူမျိုးနောက်ထပ်ရဲမေးတွေဘယ်နှယောက်ရှိနေမလဲတော့တက်အပ်မပြောနိုင်ဘူးဒါပေမဲ့တော်လိုင်းတွေအမျိုးသမီးတွေကိုစိတ်ပါဆန်လုံခြုံမှုပေးနိုင်ဖို့ ပြီးတော့ဖြစ်ခဲ့တဲ့ကိစ္စတွေမှာကျူးလွန်သူတွေကိုထိထိရောက်ကန်တွေ့နိုင်ဖို့ဖွဲ့စည်းတိုင်းကိုပတ်ရောက်နိုင်မယ့်အားတစ်ခုတော့လိုတယ်လို့ထင်တယ်ပေါ့နော် share for rebel ပြောထားတဲ့ theme ဆိုရင်ကျွန်မတင်နေရှာရှာမြင်လိုက်ရတခုကတော်လဲရေးဖို့တယောက်အနေနဲ့သူတို့ရဲ့တက်ဖွဲ့တွေထဲမှာတော့စိတ်မလုံးချုံစီတဲ့အရာတွေရှိနေတယ်ပေါ့နော်အထူးသဖြင့်လိမ်ပိုင်းဆိုင်ရာစော်ကားနှောက်ယှက်မှုတွေပေါ့အဲ့ဒါဆိုရင်တော်လဲရေးဖို့အနေနဲ့ပဲဖြစ်ဖြစ်အရက်သားမျိုးသမီးတွေအနေနဲ့ပဲဖြစ်ဖြစ် ဒီလိုမျိုးလိမ်မိုင်းဆိုင်ရာစော်ကားနောက်ချက်မှုတွေကြုံရတဲ့အခါမှာတရားမျှတမှုရှာဖို့ဘယ်လိုတွေများလုပ်လို့ရကြမလဲကျမတို့ပတ်ဝန်းကျင်မှာအမျိုးသမီးတယောက်ကိုဆက်ရွယ်ပိုင်းနဲ့ပတ်သက်ပြီးမှဒီမိန်းကလေးတထားမိန်းကလေးပြောရမယ့်ကိစ္စမဟုတ်ဘူးဒါမိန်းကလေးတွေဝင်ပါမယ့်နေရာမဟုတ်ဘူးအမကမိန်းကလေးလေးအမနဲ့ဘာတက်ဆိုင်လို့လဲဆိုတော့အเจ้าညာရဲ့ဂျားထဲမှာကျမတို့တရားမျှတမှုကိုဘယ်လိုရှာမလဲပေါ့ လက်ရှိလည်းဒါကမ့်ဘလူးဘက်မှာလည်းဖြစ်နေရေပေါ့နော်အဲ့လိုအမျိုးသမီးတယောက်ကနန်းစီရီယံတို့တော့လည်းပဲနန်းစီရီယံစတိုးတဲ့တို့တော့လည်းပဲအဲ့ကလေးမလေးကိုဒါခဏခဏချီတော့တင်တယ်ကိုဘက်ကဒီတော့လည်းခေါင်းဆောင်တူပါဒီကိစ္စဆိုလည်းလုံးဝ complete ဖြစ်တယ်လို့နောက်အမျိုးသမီးဒီ trend down နဲ့ပေါ့နော်ဒီ LGBTQ အမျိုးသားတယောက်ကိုလည်းယောက်ျားလေးတူပါနေမှအတင်းချေရိုက်နှက်တယ်ပေါ့ဆိုတော့ဒီလို case တွေကိုကျွန်တော်တို့ကအဲ့လိုမျိုးတွေဖြစ်နေရကျွန်တော်တို့ဒီတော်လိုင်းအင်အားစုပဲမှာတောက်မှာဆိုတော့ဒီဟာတွေကျွန်တော်တို့တရားမျှတမှုဘယ်လိုရှာမလဲဆိုတော့ ခံရသူလည်းရှိတယ်ကျူးလွန်သူလည်းရှိတယ်ဒါပေမဲ့အဲ့ကြားထဲကဒီခံရသူနဲ့ကျူးလွန်သူကြားထဲမှာတရားမျှတဖို့အတွက်လုပ်မယ်ဆိုကျမတို့လူထုတစ်ရက်လုံးကပါဝင်မှဖြစ်မှာကျမတို့ဒီတော်လှန်ရေးမှာလူထုတစ်ရက်လုံးပါဝင်လာလို့ဒီအရှိန်အဟုန်ကိုရောက်လာတာဖြစ်တယ်လို့ဒီလိုကိစ္စရက်တွေမှာလည်းလူထုတစ်ရက်လုံးကဒီဟာတို့လုံးဝအဆန့်ကျင်ပါတယ်ဆိုတော့တိစိတ်ကိုရှိနေဖို့လိုအပ်တယ်ပေါ့နော် ပြင်ပမှာဆိုရင်အဲ့ဒီအညာဘက်ကကိစ္စတချို့တွေတော့ညီမမြင်ဘူးတာတော့ရှိတယ်ပေါ့အဲ့လိုမျိုးဟိုရည်သားစကားပြောတာကောင်မလေးကလက်မခံလို့တနက်နေ့ပြစ်တက်လိုက်တာတို့ဒီလိုဒါကကျွန်တော်တို့အာနာရှင်ကိုတွန်းလိုက်နေတဲ့အာနာရှင်တွေဖြစ်နေဖြစ်လာကြတဲ့ evolution ကိုပြနေတာပဲဒါကိုဒါတွေကိုထိထိရောက်လုံးဝရေကိုထိထိရောက်ကြီးပြင်းပြင်းထန်ထန်ကို အေးအေးယူတင်တယ်ပြီးတော့ဒီလိုမျိုးထမလုံးအောင်နောင်ကျင်အောင်လဲသူတို့ကိုစိုက်တဲ့ဆွဲနေအောင်ပြစ်ပေးတင်တယ်ဘာလို့ဆိုတော့ပုံမှန်အားဖြင့်ဒီယူရိုတန်ရဲဘော်တယောက်တနက်လွယ်ပြီးတော့ယူရိုတန်ရဲဘော်တယောက်ဒီယူနီဖောင်းဝတ်ပြီးတော့လမ်းလျှောက်လာတာနဲ့လမ်းလျှောက်ဈေးလောက်ဝယ်တာနဲ့တနက်လွယ်ပြီးတော့ဈေးလောက်ဝယ်တာနဲ့မတူပြည်သူအနေနဲ့ဝန်ခံစားကြည့်လိုက်ရင်ဘလို့မှမတူ ဘာလို့ဆိုတော့ဒီတနက်ကလူတက်လက်နဲ့ဆိုတာလူတိုင်းသိတယ်။သိရတဲ့သူတို့စီမှာကြောက်စိတ်ဆိုတာမြင်ကလေးကတက်ခါတည်းဝင်မိတာပဲ။ဒီတနက်ဒီတနက်ကိုသူတုံးလိုက်လို့ရတယ်ဆိုတဲ့စိတ်ကလူတိုင်းမှာရှိတယ်။ဘလို့ပဲပြည်သူစစ်တာဖြစ်ပါစေ။ဒီတနက်ကိုဒီတနက်ရဲ့သုံးဝင်ပုံအသုံးပြုပုံကကောင်းမတ်သွားမလားအဆိုးဘက်သွားမလားဆိုတာကအဲ့ဒီတနက်ကိုကင်နေတဲ့လူရဲ့စိတ်စိတ်ပုံမူတည်နေတာမို့လို့ ပြည်သူတွေကဒါကိုမလုံခြုံလို့ခံစားရတယ်အားကြောင့်မလို့အဲ့ဒီဟာနဲ့ပတ်သက်ရင်အမျိုးသမီးတွေအတင်မကောက်ဘူးပေါ့နော်ဒီပြည်သူတွေကြားရဲသွားလာမယ်ဆိုရင်ဒီလက်နက်ကင်ဆောင်မှုကိုကန့်တတ်တဲ့လေလို့တော့ညီမတို့မြင်တယ်ဒါကဥမာဘယ်လိုပြောရမလဲဆိုရင်ဒီရဲဘော်အချင်းချင်းပါလာနောက်တာကအာစိတ်အဆင်ပြေဘူးဆိုရင်တတ်ထိန်ကြီးတိုင်လို့ရတယ်ပေါ့နော်ဒါပေမဲ့တတ်ထိန်ကတတ်ထိန်ကအဲ့လိုမျိုးစားနောက်တဲ့အခါမှာမတိုင်မှုထိတိုင်တိုင်တိုင်တင်တယ်တိုင်ရမယ်ကိုကိုဘက်ကအဆင်ပြေဆိုရင်ဒီကိစ္စကအတိပေးရမှာအဆင်ပြေရကြ ဒါပေမဲ့တည်ရင်မှုကပါဒီလိုမျိုးဒီနီးတိပုံအပြောလာပြောလာပြီးဆိုရင်ရင်းမိအတွက်တိုင်ကြာမရှိတော့တိုင်ကြာပဲမှာလဲဒါပေမဲ့ဒီဥမာရင်းမိကိုကိုးစရာရှာမှာလို့ပြောချင်တာမဟုတ်ပဲခုရင်းကိုရဲဘော်ကိုသဘောထားပြီးတော့နှမကိုသဘောထားမလို့တဲ့အကြောင်းပြောချင်တာဘာလို့လဲဆိုတော့ရဲဘော်ကိုရဲဘော်ဆက်ဆံရင်တက်လို့မဆက်ဆံမင်းနဲ့အစည်းအပြန် နေညီမချစ်လို့စတာတို့ညီမလေးလို့ချစ်လို့တန်မှုထားတာတို့ညီမလေးမို့လို့တတ်တောင်ဖန်ကြီးပေးတာတို့ဒီလိုစကားတွေကတစ်ဖက်ကမကြိုက်ရင်နှောက်ရမှုမြောက်ပြီးတော့ယွန်စရာအရင်ကောင်းတယ်နော်အဲ့ဒါကြောင့်တတ်တယ်မှာတတ်လို့အုတ်ချုပ်ဆက်ဆန့်ရင်ဒီစိတ်မလုံခြုံမှုတွေကဖြစ်ပါဆိုရင်တော့မဖြစ်နိုင်ဘူးအဲ့ဒါကြောင့်မို့လို့စိတ်မလုံခြုံမှုတွေရုပ်ပိုင်ဆိုင်ရာမလုံခြုံမှုတွေဆိုတာအမျိုးသမီးတွေကိုကာကွယ်ပေးမဲ့လူအမျိုးသမီးတွေကအားကိုးစရာရှာအားကိုးစရာလူရှာဖို့လူနေတာမဟုတ်ပဲနဲ့အမျိုးသားတွေဘက်ကနေလူကျင်ကိုတီးဖို့ပြီးတော့တတ်ကိုတတ်ပြီးတောင်းအုတ်ချုပ်ဖို့တတ်ပြီးတောင်းနေထိုင်ဖို့လူနေတာပဲ ဟိုအမျိုးသမီးရေစွာခံရတဲ့ဒီလိုကိစ္စမျိုးအောင်တော့မျိုးမတော့မှထိအောင်မှုကာကွယ်မှုမရှိတာလိန်စိတ်ခံယူမှုကွဲပြားတဲ့အမျိုးသားရဲဘော်တွေပြီးတော့ဒီလိုမျိုးရဲဘော်အချင်းချင်းကိုပဲအဲ့လိုမျိုးစွာခံရတာတည်းရှိနိုင်မလားသူတို့ကရောသူတို့အနေထိုင်မတက်လို့ဒီလိုခံရတာလားလို့တွေးနေကြမလားဆိုပြီးတော့လည်းတွေးမိတယ်ပေါ့နော်တကယ်တမ်းကျဒါတွေကဖြစ်တည်မှုနဲ့တက်ဆိုင်တာမဟုတ်ဘူးလေဟိုလိန်စိတ်ခံယူမှုနဲ့လည်းတက်ဆိုင်တာမဟုတ်ဘူးလူလူချင်းကိုဒီလိုကျူးလွန်တာကတက်တယ်မှာဖြစ်စေဒီတက်ပြင်ပါမှာဖြစ်စေလုံးဝဖြစ် ်တဲ့ကိစ္စပြီးတော့အထူးသဖြင့်ဒီလိုမျိုးပုံစံကျတဏီမာလာပါလိပြီဆိုတော့တော်လိုင်းရေးတဲ့တက်တတက်ရဲ့တက်တွင်လိန်အကျန်းဖတ်မှုဆိုတာတွေကခေါင်းစဉ်ဖတ်ယုံနေတဲ့ရုပ်ဆိုးနေတယ်ပေါ့နော်အဲ့ဒီတော့ဒီကိစ္စတွေကတိတိယောက်ရှင်းတဲ့မီးစားတစ်ခုလို့တော့မြင်တယ် Shave Rebel ပြောထားတဲ့ထဲမှာကျမစိတ်ထဲမှာဆွဲကြံနေတဲ့စကားတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ရဲဘော်ကိုအားကိုးစရာပေးစရာမလိုဘူးကောက်ွက်ပေးစရာမလိုဘူးပေါ့ရဲဘော်ကိုရဲဘော်လို့သဘောထားရင်ရပြီတဲ့ ဲ့ဒါတကယ်လည်းမှန်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ကရဲဘော်တွေနောက်ပြီးတော့ဒီအမျိုးသမီးရဲဘော်တွေပေါ့နော်။တို့ကိုမလုံခြုံစေတဲ့အရာတွေကနေကာကွယ်ပေးပါမယ်လို့ပြောနေမဲ့အစားတို့ကိုဘယ်ဟာမလုံခြုံစေဘူးလဲ။အဲ့မလုံခြုံစေတဲ့အရာတွေကိုကိုကစီးနဲ့ကန်းနဲ့အဲစနစ်နဲ့ဖယ်ရှားပေးမယ်ဆိုလို့ရှိရင်ဒီအမျိုးသမီးရဲဘော်တွေကအကောင်းဆုံးနည်းလမ်းနဲ့ပါဝင်နေကြမှာပဲပေါ့နော်။အတက်နိုင်ဆုံးအားရင်အပြည့်နဲ့တို့ပါဝင်နေကြမှာပဲပေါ့။အဲ့တော့တစ်ဆက်တည်းကျမဆက်ပြီးသိချင်တာကဒီလိုမျိုးအတားအဆီးတွေစိတ်မလုံခြုံမှုတွေအဲ့ဒါတွေကတကယ်လို့ပေါ့နော်။အရန်အရန်ကိုများလာပြီးတော့ တနေ့မှာပေါ့အမျိုးသမီးတွေကတော်လိုင်းမှာမပါဝင်ကြတော့ဘူးဆိုရင်ရောတော်လိုင်းကိုဘယ်လိုမျိုးများထိခိုက်နိုင်မလဲဆိုတော့တော်လိုင်းမှာအမျိုးသမီးတွေမပါဝင်တော့ရင်ဘာဖြစ်သွားမလဲလို့ပြောရင်တော့တေချာတဲ့အမျိုးသမီးတွေကတော့မပါဝင်ဘဲနဲ့ဘယ်လိုမှမနေနိုင်ဘူးအမျိုးသမီးတွေကတရားမျှတမှုကိုတွန်းလှန်တွန်းလှန်ဖို့တရားမျှတမှုမရဘူးဆိုရင်အဲ့တရားမျှတမှုမပေးတဲ့အရာကိုတွန်းလှန်ဖို့အတွက်တော်လှန်ဖို့အတွက်အမျိုးသမီးတွေဗီဇာပြင်းပြင်းထန်ထန်ကိုရှိတယ်။ဘာလို့လဲဆိုတော့ကျမတို့စဉ်းစားလို့တော့မရတဲ့ပေါ့နော်။နာကျင်မှုတွေကျမတို့ကအငြင်းန်းခံနိုင်ရေးရှိတယ်။ 怎么录噶？啊，文起嘛？ ကျမတို့စော်ကားတဲ့စကလုံးတွေကျမတို့ကိုလူရမသွင်းတဲ့စကလုံးတွေကျမတို့ကိုဒီစိတ်ရောကိုရောဆင်းရဲသွားစေတဲ့စိတ်ရောကိုရောနလန့်မထူနိုင်တဲ့အရာတွေမှာကြည်ပါအမျိုးသမီးအများစုကပြန်ပြီးတော့တိဆောက်လာခဲ့ကြတာများတယ်ပေါ့နော်အမျိုးသမီးတွေကဒီလိုမျိုးပုံမှန်အချိန်မှာဒီလိုခက်ခဲတဲ့အရာကိုသူတို့ဒီကြုံနေရပြီးသားသူဆိုတော့ဒီဒေါ်လာရင်းလိုပဏိပခမျိုးမှာသူတို့အတွက်က plus လုပ်ပြီးတော့မှတစ်နှစ်သုံးလေးပေါင်းလိုက်ရုံလေးပဲအခက်သူတို့ရဲ့လုံးဝဘဝတစ်ခုဖြတ်တန်းမှုမှာကသူတို့ကဒေါ်လာရင်းမှာပါနေရတယ်လို့ပဲ ်သူတို့ဒါတိုက်ခိုက်နေရတယ်သူတို့တော်လှန်နေရတယ်ဒီအမျိုးအမျိုးသားတွေရဲ့ဖိနှိပ်မှုချုပ်ချယ်မှုအမျိုးသားတွေရဲ့နေရာမပေးမှုတို့အကုန်လုံးတင်းကျင်းခံခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီတော်လှန်ရေးမှာဒါအမျိုးသမီးတွေမပါဝင်တော့ရအမျိုးသမီးခန့်ခန့်လာတာပျောက်သွားမယ်ဆိုတော့စစ်ကိုတော့နိုင်လိမ့်မယ်ကျွန်တော်ပြောရပါတော့ဒါပေမဲ့ဒီအခုကျမတို့လုံနေတဲ့တိုက်ပွဲနိုးတော်လန်ရည်ဒီစစ်ကိုကိုစားပြုတာမဟုတ်ဘူးကျမတို့ရွေးချယ်ကြမရှိတဲ့တော့ကြောင့်မလို့စစ်ကိုတိုက်ခဲ့ရတာဆိုတော့ကျမတို့ရွေးချယ်ကြရှိခဲ့မှဆိုရင်စစ်ကိုတိုက်မှာမဟုတ်တလို့လူတွေ လူတွေကိုဒါနာကျင်အောင်လုပ်ခင်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဟုတ်ပြီကျမတို့ရွေးချယ်တာမရှိတော့စစ်တိုက်ခဲ့ကြပြီဒီမှာမျိုးသမီးတွေပါလာခဲ့တယ်ဆိုတော့အဲ့နောက်ဆက်တဲ့မျိုးသမီးတွေမပါခဲ့လို့ရှင်တော့ဒီစစ်တိုက်မှုကစစ်တိုက်ခြင်းပဲဖြစ်သွားမှာပဲတစ်ဖက်နဲ့တစ်ဖက်နဲ့တိုက်ခိုက်မှုပဲတစ်ဖက်နဲ့တစ်ဖက်နဲ့ဒါရန်ပြုတ်မှုပဲဖြစ်သွားမှာဖြစ်ပြီးတော့တရားမျှတမှုကိုကိုစားပြုတ်မှာမဟုတ်တလို့ကျမတို့လိုချင်နေတဲ့ဒီစစ်အာဏာရှင်စနစ်ကိုလည်းဖျက်သိမ်းနိုင်မှာမဟုတ်ဘူးလို့ကျမတို့ပြောချင်နေပေါ့နော်ကျမတို့စစ်အာဏာရှင်တိုက်ထုတ်မယ်ဆိုရင်ကိုဘာကြောင့်စစ်အာဏာရှင်တိုက်ထုတ်နေရတယ်လဲ ဖက်ဆက်စနစ်ကိုကျမတို့မကြိုက်ဘူးဆိုရင်ဘာကြောင့်ကျမတို့ဖက်ဆက်စနစ်ကိုမကြိုက်တာလဲအနိုင်အထက်တူးခြင်းလို့အနိုင်အထက်တူးခြင်းလို့မတရားသဖြင့်လက်နက်ကင်ပြီးတော့မတရားသဖြင့်အနိုင်အထက်တူးခြင်းတာကိုခံခဲ့ရလို့ကျမတို့တွေဒီနာကျင်ခဲ့တယ်ပထမဦးဆုံးကြားသွားတယ်မမ်းများတဲ့တဲ့ခါရဆပြီးတော့မှအခုမနေ့တနေ့အထိကြာနေတဲ့ရဲဘော်တွေအစုံကျမတို့ဘာလို့နာကျင်ခဲ့ကြရလဲပေါ့နော်ဆိုတော့ကျမတို့ကဒီအမျိုးသမီးတွေကပေါ့တော်လှန်ရေးကိုတဲတဲရကိုလိုက်လိုက်လဲလဲတော်လှန်ကြတယ်ตาလေးယောက်မွေးထားတဲ့အမျိုးသမီးကตาလေးယောက်စလုံးတော်လှန်ရေးထဲ့နိုင်တယ် သူမကွယ်လဲဒေါ်လာကြီးမှာနောက်ကွယ်တနေရာနေတောင်းတနေရာနေပါနေတယ်ပေါ့နော်ဆိုတော့အမျိုးသမီးများများဒေါ်လာကြီးတွေကိုထပ်ပါလာနိုင်အောင်ကျွန်မကြိုးစားတဲ့နဲ့ညံ့များပြည်သူအတန်တော်ထောင်းစေချင်တော့ပြည်သူတွေမှာလည်းအမျိုးသမီးတွေရဲ့အခန်းကဏ္ဍကိုလည်းထည့်သွင်းစဉ်းစားပြီးတော့ နေရတော်တော်များများမှာပါဝင်စီခြင်းနဲ့အမျိုးသမီးတွေကိုယ်တိုင်လည်းယုံထားစီခြင်းနဲ့ကိုယ်တိုင်လည်းဒါတော်လန်ကြီးကိုနောက်ွယ်ရနေပဲနေမယ်ဆိုတဲ့စိတ်မျိုးနဲ့မဟုတ်ပဲနဲ့ကျမတို့ဒီဒီဟာကိုစားပြုပါတယ်ပြည်သူတော်လည်းကောင်းအစိုးရတော်လည်းကောင်းအုပ်ချုပ်ရေးမှတော်လည်းကောင်းတော်လန်ရေးမှတော်လည်းကောင်းအမျိုးသမီးတွေများများရှိထွက်ဖို့နဲ့ဒီလိုအမျိုးသမီးတွေဒါနေရတစ်ခုပြင်ဆင်ပေးဖို့ပေါ့နော်အမျိုးသားတွေကိုပြောချင်ပါတယ် အခုနောက်ဆင်လိုက်ရတာကတော့ရဲဘော် rebel နဲ့မချစ်မြတ်နိုးတို့ရဲ့တော်လန်ရင်နဲ့စီရင်နဲ့ပဲတွေ့အမျိုးသမီးများရဲ့အခမ်းအနားဆိုတဲ့ခေါင်းစဉ်အောက်ကဆွေးနွေးချက်တွေပဲဖြစ်ပါတယ်ရှင်။နောက်အဆီဇင်ဒီမှာလည်းရှီရန်အကျင့်ဝတ်တွေအကြောင်းဆွေးနွေးတော့မှာဖြစ်တဲ့အတွက်ဆက်လက်နားဆင်ပေးကြပါအောင်ရှင်။တော်လန်ပြည်သူတွေအားလုံးလုံးချုံချမ်းမှကြပါစေ။စိတ်ရည်သက်သာနားယူကြပါရှင်။